မိုင်ဘုံဆရာတော်ဖျားကြီးလိုပုပ်ကိုသူပုပ်ကိုမြက်ကိုစော်ကားနေကြတဲ့မမိုက်သားတွေကိုရှင်းပြရမယ့်အချိန်ရောက်လာပြီ။ အလုံးမမင်္ဂလာပါမွေးချန်နယ်လေးကကျဆွလိုက်ပါတယ်မိုးခွတစ်ဆက်ပေးခြင်းနဲ့ဗီဒီယိုလေးတော့နဂါကြီးအကြောင်းကိုပြပြလာတဲ့မိုင်းပုံးဆရာတော်ဖရာကြီးကိုအခုဆိုလို့ရှိရင်လူတွေကပေါ့နော်ရိုင်းဆိုင်စွာပြောဆိုနေလို့ဒီပြောဆိုနေတဲ့သူတွေကိုတတိပေးလိုက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးပဲဆိုလို့ရှိရင်တော့အပြစ်ဆုံးပါတယ်ပေါ့နော်ချီတယ်မျိုးလည်းပဟုတုတတင်ငန်းစာရအောင်လို့ပြန်လဲမျှဝေလိုက်တာပဲဖြစ်ပါတယ်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပတ်ကြည့်ရှုပေးဖို့ဖိတ်ခပိုင်ရှိဒါဆိုရင်ဆက်လက်ကြရအောင်နော်အားလုံးပဲမင်္ဂလာပါမိုင်းပုံးဆရာတော်ဖရာကြီးလို့ ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကိုစော်ကားနေကြတဲ့ပုဒုစင်တွေကငမိုက်သားတွေကိုရှင်းပြရမယ့်အချိန်ရောက်လာပြီ။မိုင်မိုးဆရာတော်ဖျားကြီးရဲ့ဟိုကျွန်တော်အပြင်မှာမဟုတ်ပါဘူးကျွန်တော်မိုင်းကုန်းဆရာတော်ဖျားကြီးရဲ့တပည့်တော်ကလည်းမဟုတ်ပါဘူးသို့တော့မိုင်းဖုံးဆရာတော်ဖျားကြီးကိုတော့ကျွန်တော်အိုရနေကြည်ညိုနေပါတယ်မိုင်းဖုံးဆရာတော်ဖျားကြီးကိုပြစ်တင်ဝေဖန်ကဲရဲ့ရှုံချပြီးတော့เนาะတာရှင်းရှာနေတဲ့လူယုတ်မာကြီးเนาะ ဘာရာဂျာပဲဖြစ်ဖြစ်ဘာရာမဲ့ပဲဖြစ်ဖြစ်ထေရဝါဒဗုဒ္ဓဘာရာပဲကဘာရာတွေကလူပဲဖြစ်ဖြစ်ကျွန်တော်တို့အတန်းရှင်းရှာနေရတယ်အမတန်ငရဲကြည့်တယ်နော်ကြောက်ဖို့ကောင်းတယ်နော်နော်ဆရာတော်ဘုရားကြီးကိုမစော်ကားကြပါနဲ့ဆရာတော်ဘုရားကြီးကနော်ထေရဝါဒဥပဇင်းစပါနော်မဟုတ်ခက်တိတန်အောင်တော့မှသူ့ရဲ့တမထကျင့်စဉ် အမတန်ကိုထက်မြက်တယ်နော်၃နှစ်၃မူဂူအောင်မိကျင့်ဘလူကျင့်နိုင်တယ်ပုံးလာပဲကျင့်ကြည့်လောကီအပင်ညင်ရထားတယ်ဆိုတာလည်းကျွန်တော်တထစ်ချယုံကြည်တယ်နော်ယိုးရီးယားမှာတောဝက်ဘောလုံးနော်အတင်းလှိုင်ကူထဲမှာပိတ်မိနော်ရက်တွေအများကြီးကြာလာသူတို့လေလွတ်ခံနေတည့်ရက်နေ့ရက်လုံးမှာမိုင်မှုဆရာတို့ဖျားကြီးရောက်လာတယ် ဆရာတော်ဘုရားကြီးကမကြခင်မှာအားလုံးအသက်ရှင်လျက်ပြန်ထွက်လာလိမ့်မယ်လို့မိန့်လိုက်တယ်အဲ့ဒီချိန်မှာအဲ့သတင်းစကားကိုကျွန်တော်ကြားရတော့ကျွန်တော်အမှန်တုံလို့ပါတယ်ဟာဆရာတော်ဘုရားကြီးပြောတဲ့စကားမတီးလို့ရှိရင်ဆရာတော်ဘုရားရဲ့တိတ်ခါတွေသွားပြီးကျွန်တော်စိုးရိမ်တာအရင်တို့တော့ဆရာတော်ဘုရားကြီးပြောတဲ့အတိုင်းပဲเนาะဟိုအားလုံးမသေးရင်တော့မတယောက်နှစ်ယောက်သုံးအောင်အဲ့လို ုန်လုံးရှင်နိုင်စရာမရှိတဲ့ရက်ပိုင်းခြားထိရောက်နေပြီအဲ့ဒါကိုဆရာတော်ဘုရားကြီးမိန်ပြီး နောက်တရက်နေ့နေမှာအဲ့တော့ကဘောလုံးအသင်းနော်အားလုံးလူငယ်တွေအားလုံးမိဘနဲ့လူငယ်တွေအားလုံးအသက်ရှင်လေးပြန်ထွက်လာနိုင်တာမယ်မသိဘဲနဲ့မပြောဘူးကျွန်တော်အဲ့တော့ကလေခလေးတွေဂူရရထွက်မလာခင်တော့ကျွန်တော်အမှန်တန်စိုးရိမ်တာမဟုတ်ဆရာတော်ဘုရားကြီးဒီလိုမိန်လိုက်တဲ့အတွက် တကယ်လို့များကလေးတွေအလိုအသက်ရှင်နေမထွက်လာဘူးဆိုရင်ကဘာတိမိန်ထားပြီးတော့မထွက်လာဘူးဆိုရင်တော့မိုင်းဖုံးစရာတော့ဖျားကြီးရဲ့နော်တီလာကုံတမာရီကုံပညာကုံတွေကသွားပြီးညောင်းနဲ့ရောက်ပြီးကျွန်တော်စိုးရင်တာဒါပေမဲ့ဆရာတော်ဘာကြီးကတကယ်တိလို့တကယ်မိန်ခဲ့တာနော်ကျွန်တော်လဲစကားတွေဟော၃မိနစ်ပဲရလို့ကျွန်တော်အပိုင်းပိုင်းလေးတွေခွဲပြောမှာမို့လို့ဆက်လက်နားထောင်ပေးပါမိုင်းဖုံးစရာတော်ဘာကြီးကိုစော်ကားနေတဲ့လူတွေကိုကျွန်တော်တလုံးချင်းရှင်းတော့မှာပါ နော်ဒုတိယပိုင်းမှာကျွန်တော်ဆက်ရှင်းပါမယ်အားလုံးကျမ်းမှာချမ်းသာကြပါစေကျွန်တော်ထေရဝါဒဗုဒ္ဓဘာသာမှာမြတ်စွာဘုရားဟောကြားခဲ့တာတမထနဲ့ဝိပဿနာဆိုတာရှိတယ်ကျင့်စဉ်၄မျိုးပေါ့နော်တမထကတော့ကုသိုလ်တော့ရတယ်နိဗ္ဗာန်တော့မရဘူးဝိပဿနာကတော့ကုသိုလ်လည်းရတယ်နိဗ္ဗာန်လည်းရတယ်ပေါ့နော်ဟုတ်ပြီမိုင်းဘုံဆရာတော်ဘုရားကြီးကတမထကျင့်စဉ်နော်တော်တော်လေးကိုကောင်းတယ် သုံးလစ်သုံးဖို့ဂူအောင်ကျင့်တဲ့ဆိုတော့ဒါတုံတောင်ပါရမီနဲ့တော့ကျင့်လို့မရဘူးเนาะဒါဖျားဟောခဲ့တဲ့เนาะကျင့်စဉ်တွေကတပ္ပနာကျင့်စဉ်เนาะလူရသူတော်ကောင်းတွေကျင့်တဲ့အကျင့်ပဲဒီလိုကျင့်နေတဲ့ပုံကိုဒါမှအသိစိတ်မရှိတဲ့အဟိတ်တိရစ္ဆာန်လောက်တော့အသိစိတ်မရှိတဲ့ဥဒုစဉ်ငမိုက်သားတွေကတစ်တင်ရှုတ်ချက်ကဲ့ရဲ့เนาะဝေဖန်ပြီးတော့ သူတို့သိတဲ့ဉာဏ်နေနဲ့ဘာသမိုက်ဉာဏ်နေနဲ့ရှောက်ပြောဘလောက်အကူတို့များလိုက်တလေတခြားစဉ်းစားကြည့်နော်မင်းကိုဆရာတော်ဘုရားကြီးကိုဥကြော်ဟင်ရသွားလျှောက်ရှင်ဘုရားတဲ့နိဗ္ဗာန်ဆိုတာဘလို့ရလဲတဲ့နိဗ္ဗာန်ဆိုတာတကယ်ရောရှိရလားဟမ်မင်းကိုဆရာတော်ဘုရားကြီးဘာပြန်မိတ်လဲတကားတဲ့တကားမှာ နိဗ္ဗာန်ကိုမြင်နိုင်တဲ့ဉာဏ်မရှိဘဲနဲ့နိဗ္ဗာန်ဆိုတာတကယ်ရှိရလားလို့ဒါကမေးစရာမလိုဘူးဟုတ်လားဆရာတော်ဘုရားကြီးပြောတဲ့အဓိပ္ပာယ်ဒီအဓိပ္ပာယ်ပါ နိဗ္ဗာန်ကို သိနိုင်တဲ့ဉာဏ်မရှိဘဲနဲ့နိဗ္ဗာန်ကိုတကယ်ရှိရလားမေးနေသလိုဖြစ်အခုလေနော်တမနာကျင့်စဉ်ဝိပဿနာနိဗ္ဗာန်ရရရောက်ချောင်းဝိပဿနာအကျင့်ကိုခဏဘေးပဲထားလိုက်တမနာကျင့်စဉ်မှာအထုတ်ထိတ်ကျင့်နိုင်နေတဲ့ကျင့်နေပြင့်ထားတဲ့ပုံကူ နော်လောကြီးအဘိညာဉ်ရတယ်လို့တော့ကျွန်တော်ကယူဆတာတဲ့ကျွန်တော်နော်ဆရာတော်ဘုရားကြီးအဲ့လိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မြတ်ကိုဘာမဟုတ်တဲ့နော်ဘာမှသီလလူကျင့်ဝင်လေးတော့လုံအောင်မဆောင်ထိန်နိုင်တဲ့ဟမ်လူတရိษံဥဒုစင်ငမိုက်သားတွေကဟမ်အတရှင်းရှာကြတာဟမ်တစ်တင်ကဲ့ရဲ့ပြီးတော့အတရှင်းရှာကြတာခင်ဗျားတို့သိရင်ငရေကလွယ်လို့ဘဲမှမရောက်ဘူးအဲ့တော့ခေါင်းသိဖို့လိုတယ် ိုင်းမိုးဆရာတော်ဖျားကြီးဟာအရိယသူတော်ကောင်းတော်နိဗ္ဗာန်ရောက်ရရောက်ကြောင်းဝိပဿနာလမ်းကြောင်းပဲကိုးပြီးမကူးပြီးတော့ဒါကျွန်တော်မသိဘူးเนาะဒါဆရာတော်ဖျားကြီးရဲ့အလို့ကိစ္စပဲသို့တော်တမထဘိုင်းမှာတော့လောကီအပင်ကြီးရထားတဲ့အစိမ့်นี่ရှိတယ်ဆိုတာတော့ဘောလုံးအသင်းเนาะထိုင်းနိုင်ငံယူရီးယားတော့ဝက်ဘောလုံးအသင်းတင်းသူတင်းသားအလုံးအသက်ရှင်လျက်ပြန်ထွက်လာမယ်ဆိုတဲ့မိမ့်မာချက်ကကဘာကိုကြီးညာခဲ့တာ တကယ်လို့အဲ့စကားမမှန်သွားပြီအားလုံးနော်မှန်ခဲ့တယ်အားလုံးကြမ်းချမ်းသာကြပါစေစက်တင်ပြအားလုံးပဲမင်္ဂလာပါမိုင်မုတ်ဆရာတော်ဖရာကြီးကငန်လီလောက်တာမိုင်300ရှိတဲ့အရာမနဂါကြီးလှိမ့်လိုက်လို့မိတ်လိုက်တဲ့အခါမှာပြောလိုက်ကြတာဖရာဟောရှိချင်တယ်မညီဘူးဖရာဟောဟောနော်ငန်လီလောက်တဲ့အကြောင်းတရားရှိချင်တယ်လည်းမညီဘူးနော်တချို့ကလည်းအပြောပြောခြင်းလုံးဝကြီးတော့ ဟိုကလည်းမိုင်3000ကနေမိုင်3000ဖြစ်သွားတချို့ကလည်းပေ3000လို့ပြောကြတယ်ဆရာတော်ဘုရားကြီးတကယ်ပြောခဲ့တာမိုင်3000ဟုတ်ပြီငားထဲမှာယူဇနာအကြီးဆုံးကယူဇနာ900ရှိတယ်ဒီယူဇနာကိုအနည်းအဆုံး10000နဲ့တွက်စတုံးမိုင်နဲ့တွက်လို့ရတယ်နော်စတုံးမိုင်ဆိုစတုံးမိုင်နဲ့တွက်လို့ရအနေဆုံး10မိုင်နဲ့တွက်မိုင်4000ရှိတယ်ငါငါအကြီးဆုံးငါအကြီးဆုံးငါတော့အဲ့လောက်ရှိငကားတကောင်မိုင်3000ရှိတယ်ဆိုတာ ပြောပေါက်လာလားလေးလာကြနော်ဟုတ်ပြီဖះရှစ်ချက်နဲ့မညီဘူးအကြောင်းတရားရှစ်ချက်နဲ့မညီဘူးဘလူပြောလေနံပါတ်1တဘာဝအနေထားရငါလေးလှုပ်တာမြေအောက်မှာရေရှိတယ်ရေအောက်မှာအကာသလေးလူရှိတယ်တင်းငိန်နေတဲ့လေးလူကြီးอ่ะနော်လှုပ်ခါပြင်းအအမနာပြင်းအများတဲ့ညာစွာလှုပ်ခါလိုက်တဲ့အတွက် လေဒူကြီးလှုပ်ခါလိုက်တဲ့လေဒူအပေါ်ရေဒူကြီးလှုပ်သွားတယ်။ရေဒူကြီးလှုပ်သွားတော့ရေဒူအပေါ်ကမြေဒူကြီးလှုပ်လို့ငလင်းဆိုဖြစ်လာတယ်။ဖျားဟောတရားရှိချက်တယ်မှာနံပါတ်1မှာပါတယ်။နော်ဟုတ်ပြီ။နဂါးပြည်ကရေဒူမှာရှိတယ်။ရေထဲမှာရှိတယ်။အမှန်တကြီးတဲ့အရာမနဂါးကြီးလှုပ်လိုက်လို့ရေဒူကြီးလှုပ်သွားတယ်။ရေဒူအပေါ်ကမြေဒူကြီးလှုပ်လို့ငလင်းဖြစ်လာတယ်ပြောတယ်။ ဖះကငကားလို့မပြောခဲ့ဘူးပါဘူးတဘာဝတရားအရလို့ပြောတာနော်တဘာဝ sorry တဘာဝအနေထားရငလေးလောက်တာနော်ဟုတ်လားလေးလောက်လို့ရေလောက်လို့မြေလောက်တာအေးရေရေတွေကငကားလောက်လို့ရေလောက်လို့မြေလောက်တာဒါတဘာဝအနေထားပဲလीဒါကိုမမိုးဆရာတော်ကြီးဖះကြီးကိုခမဲတို့ဘာတွေအပြစ်တင်နေကြတာလဲကိုကလောကီအပင်ညင်ရတာတဲ့ပုံကူကြီးနော်ခမရတို့ညံလောက်နဲ့သွားမတွေးနဲ့အကုန်မျိုးကန်းကုန်ပဲ ခင်ဗျားတို့ဟို၃လလောက်ပဲဂူအောင်ကျင့်တမထဟိုလေဘုပ္ပဒနာမကူးနဲ့ဟိုနော်ဆရာတော်ဘုရားကြီးကိုစော်ကားတဲ့လူတွေနည်းနည်းလေးပဲပပလေးပုတ်လိုက်တာတစ္ဆာလေးပါတရားလဲကျုပ်ပေါင်းကောင်းကြီးလေးလာတာနော်ဆရာတော်ဘုရားကြီးကိုခင်ဗျားတို့ညံလောက်နေတော့မစော်ကားကြနဲ့ခင်ဗျားတို့အတွက်ပြောတာကျွန်တော်တို့တရားတော်မှမပေါ့အားလုံးကျေးဇူးတင်ပါတယ်ကလင်းနေဖြစ်ရတာဟာမြေကြီးထဲမှာရှိနေတယ်ဒါမိုင်3000လောက် ရှည်တဲ့ငကားကြီးကလှုပ်လို့ဒါမြင်းကလေးနေဖြစ်ရတာပါဆိုတော့မိုင်ဘုံဆရာတော်ကြီးရဲ့လူသီးရှင်ကြားမိန်ကြားတာလေးပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှအမျိုးမျိုးပဲဝေဖန်ကြတယ်အမျိုးမျိုးပဲပြောကြဆိုကြတာပေါ့ကွာနော်အဲ့တော့မိုင်ဘုံဆရာတော်ကြီးပြောတဲ့ငကားကြီးဟာတကယ်ရှိရှင်းမရှိရှင်းကိုအသာထားမိုင်ဘုံဆရာတော်ကြီးမိန်ကြားတာဟာမှားခြင်းမှန်ခြင်းကိုအသာထား မန်မုံဆရာတော်ကြီးဟာနော်လွယ်လွယ်ကူကူဝေဖန်ခြင်းတိုင်းဝေဖန်လို့ရတဲ့ပြစ်မားခြင်းတိုင်းပြစ်မားလို့ရတဲ့တန်ခါတပားမဟုတ်ဘူးနော်ဒါလေးကိုတော့တည်ထားစေခြင်းနဲ့နော်ဒါလေးကိုတော့တည်ထားစေခြင်းနဲ့ဦးစင်းတို့လိုမျိုးမနေတနေ့မှကရုံတုံးတင်ခန်းစီပြီးတာသနာပေါင်တယ်ဝင်လာတဲ့တန်ခါမဟုတ်ဘူးဟိုငယ်စဉ်ဘွားခရေကနေဒီတတ်တော်ရောက်တဲ့အထိသူ့တဘွားလုံးဒီတာသနာအတွက် ူပေးဆက်ခဲ့တာเนาะဒီကျေးဇူးတရားတွေအရမ်းဟိုများပြားတယ်ဟုတ်လားเนาะအဲ့တော့ကြည့်မီဆိုလဲဟုတ်လားတောတောင်နေဒါဂူကောင်းတရားဂူရဲတွေပေါ့เนาะဒီလိုတွေကြည့်ရတာဂူရဲမှဆိုရင်3နှစ်3လ3ရက်လောက်နေပြီဒီတရားကိုကြည့်လာเนาะအဲ့တော့3နှစ်3လကိုအသာထားလိုက်အောင်ဂူထဲမှာ3ရက်လောက်ပဲသွားနေကြည့်ကြည့်အောင်ဟာဒါဒီလိုပဲပြောရမှာပဲเนาะအဲ့တော့ဆရာတော်ကြီးက ဒါအသွေးသားနဲ့ဖွဲ့စည်းထားတဲ့လူသားမလို့ပဲဒါဒီတောတောင်နဲ့ဂူရီထဲမှာတရားကျင့်တဲ့အခါမှာဒါပြင်ပယောဂဘုရေဝင်ရောက်တယ်ဒါအုံနောက်ထဲကိုငှက်ဖျားဖို့ဝင်လို့ဒါစီကူတာတဲ့မှတ်တမ်းတွေလည်းရှိရဲ့နော်ဒါလေးတွေကိုလည်းတည်ထားစေချင်တယ်နော်အဲ့တော့ဒီယောဂတွေခံစားခဲ့ရတဲ့အရာတွေကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်အလူတွေကြားထဲမှာဟလာရဟန်းတစ်ပါးအနေနဲ့မပြုတ်အပ်တဲ့အမူအရာတွေပြုတ်တယ်ဆိုတော့လေဝေဖန်ကြတယ်ဟလာဘလို့ပဲဖြစ်ဖြစ်ပါเนาะဒါဆရာတော်ကြီးဟာ နော်ပြမရှင်တိုင်းပြမလို့ရတယ်ဝေဖန်ရှင်တိုင်းဝေဖန်လို့ရတယ်တန်ခါတပါးမဟုတ်ဘူးနော်သူပြုကျင့်ခဲ့တဲ့တရားတွေသူစောင့်နေခဲ့တဲ့တီလာတွေဟာတုံတန်ယုံပြုကျင့်ဖို့ခက်ခဲတယ်ဒါလေးကိုသိစေရှင်တယ်နော်နင်းထိုင်နေအပြစ်တွေမယူကြပါနဲ့ဒါလေးမင်းချင်တာပါ